ရိုးစမယ်ရီအရွက်ကိုဝက်ချံပေါက်ချင်းရွှတ်ချဖို့အတွက်နဲ့သွေးလည်ပတ်မှုကောင်းစေခြင်းကျန်းမာရေးအသားအဟေရဖို့အတွက်စကင်ကဲထုတ်ကုန်တွေမှာထည့်သွင်းသုံးပြကြပါတယ်ရိုးစမယ်ရီအရွက်ကို essential oil လို့ခေါ်တဲ့ရနံ့ကူထော်ရေမွေးနဲ့အသားရေထိန်းသိမ်းမှုထုတ်ကုန်များမှာသုံးပြကြပါတယ် rosemary အရွက်ကိုစံကေတာများ ကျမ်းမာတန်ဆွမ်းဖို့နဲ့စပင်းအုံထူလာပြီးသွေးလည်ပတ်မှုကောင်းစေဖို့သုံးလို့ရပါတယ်။ဘောက်ထားတဲ့ပြဿနာကိုလည်းဖြေရှင်းနိုင်ပြီးတော့ဥယျာဉ်ပြားကိုလည်းထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့ဆန္ဒလိမ့်စီအဖြစ်အသုံးပြုနိုင်ပါတယ်။ဇန်အခုစပင်းမှာလိမ့်နေတာကတော့ rosemary အစီပဲဖြစ်ပါတယ်။ ရိုးစမယ်ရီအစီလုံးနီးလေးရတော့ဝဲကူရွှေရှင်းပါတယ်မိမိတို့အိမ်မှာစိုက်ထားတဲ့ရိုးစမယ်ရီအရွက်လေးတွေကိုခူးခူးပြီးတော့ရေစင်အောင်စေးပေးပါရေစစ်သွားအောင်တရက်လောက်စကားလေးနဲ့စစ်လန်းထားပြီးတော့အုံးစီလေးနဲ့မီးအေးအေးလေးနဲ့အချိန်ကြာကြာလေးမီးအေးအေးလေးနဲ့ကြိုထားပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့နဲ့မွှေးချိုင်နဲ့ rosemary အုံးစီလေး